ဇက်လန်းရဲစားမှာတော့ကိုကျော်တို့အဖွဲ့နင်ဂျာကင်းတောင်ပြန်တိမ်းဖို့လှုပ်ကြပါတယ်။ပြော့အဖြူအောင်ဆေးဟုတ်ကအရှိကအဆောင်မကောင်တက်လိုက်ပါတယ်။ပြော့အဆောင်နဲ့ကလည်းတည်သွားပါတယ်။ပြော့နင်ဂျာနီယောင်ကဝင်သွားပြီးဖုံးပြီးတကောင်တက်လိုက်ပါတယ်။ပြော့ဟော့ကတွေ့စိတ်သူတော့သူ့ကိုလာချပါတယ်။အဲမှာပဲနင်ဂျာစိမ့်အောင်ဆေးရုပ်ကအချိန်ကြီးရောက်လာပြီးသူ့ကိုဂိုင်ပေါက်လိုက်ပါတယ်။ ြော့စော်မီတွေကကိုကျော်တို့အဖွဲ့ကိုတိုက်ခိုက်ကြပါတယ်။ဒါမဲ့သူတို့အဖွဲ့ကတော့ကိုကျော်ကိုမနိုင်ပါဘူး။ပြော့ရှိရစော်မီ9အောင်လာတော့နင်ဂျာနီအောင်ကလည်းမြီးစကြာနဲ့အကုန်တတ်လိုက်ပါတယ်။ပြော့ဆက်ရုပ်ဖြူအောင်ကရန်သူတွေကိုလိုက်ရှင်းပါတယ်။ပြော့ပေါ်အဆောင်နဲ့ကိုလည်းတတ်လိုက်ပါတယ်။ပြော့နိုင်ဒိုင်နိုဆိုအမြင်တော့ပြီးစိတ်တူပြီးတူလာကြိုက်ပါတယ်။ ြောနေကြစိမ့်အောင်စရုပ်ကပဲလာတားလိုက်ပါလေပြောတို့ထူပါတော့တယ်ပြောညူအောင်စရုပ်ကဒရိုးရဲ့ကောင်းဆောင်ကိုယူပြီးအောက်ကိုဆင်းပါတော့တယ်ပြောဒရိုးရဲ့ကောင်းဆောင်ကပြန်တိုက်ခိုက်ပါလေပြောနင်ဂျာခင်းတော်ရဲ့ကောင်းဆောင်တုံးခဲ့တဲ့အစွမ်းကိုပြန်တုံးပြီးနင်ဂျာစရုပ်ကိုခုတ်ပါလေကံကောင်းဆောင်နဲ့ပဲနင်ဂျာစရုပ်ကတားလိုက်ပါလေပြောစရုပ်ကသူ့ခြေထောက်နဲ့စွမ်းတုံးပြီးသူ့နင်းပါတော့တယ် ြော့တူကလည်း Ninja Kingdom ရဲ့ကောင်းဆောင်ဒူးဖတ်ပါအောင်သူ့ရဲ့အစွမ်းနဲ့ပေါင်းထားတဲ့ကောင်းဆောင်ကိုထုတ်လိုက်ပါတယ်။အဲ့မှာပဲကောင်းဆောင်ကရောက်လာပါတယ်။ပြော့စတိုက်ခိုက်ပါတော့တယ်။ Ninja အကုန်လုံးရဲ့အစွမ်းကိုသူ့အစွမ်းနဲ့ပေါင်းပြီးဒူးဖတ်ပါအောင် Ninja အကုန်လုံးကို spawn လိုက်ပါတယ်။ပြော့ Ninja အကုန်လုံးကလည်းရောက်လာပါတယ်။အဲ့ Ninja တွေကတော့သူ့အစွမ်းနဲ့ပေါင်းထားတာမလို့ကိုကျော်တို့ပြန်တိုက်ခိုက်မှာပဲဖြစ်ပါတယ်။ကိုကျော်တို့ပြန်ထုတ်မှာ นี่ใหญ่ละปกติเนี่ยผิดออกมาวะถ้าเราวปย4ผิดไปวัย5ก็มันะพิดมาเต็มมีรอบ